လိုက်မှရှိတဲ့မျိုးတွေအားလုံးကလည်းပါဒီနေ့ကိုဆိုင်ဘောရခါစီရှင်းနေချက်ပြအောင်ဒီစီရတော့မျိုးလေးပါဘောရခါစီပါတယ်တွတ်တူနီစစ်စစ်ချူလေးရိုက်ထားတာပါတယ်အရေးကြီးဆုံးကတော့ဒေဦးလေးတော့စပပါလေးဖျက်ရမယ်ပေါ့နော် Okay let's go စရမယ်နော်အာတွတ်တူနီလေးကိုနည်းနည်းလေးလိုက်နေတယ်တော့ဗျာကျွန်တော်ကျွန်တော်စပမူလက်ထောက်လေးကဘောရခါစီကြီးကပါလိမ့်မယ်โอเคလေးရအောင်နော်ဒါလေးကဘောရခါစီပါ ဂျန်နရေးရှင်းလေးမူရဲခမလည်းအတရာလေးမူရင်းဝေချင်တော့အချက်ပြီးတယ်။ဒီသားဖောင်းတတိယလို့ဇောရထပ်ပြီးမူရာမျိုးမလုပ်ပါသေးလို့လည်းဒီဒီရာ။ညသာလေးသက်စားဖြစ်ပါတယ်။ဒီလိုမျိုးစားဇုံဇုံကွေးလေးရောနော်။ညသာလေးနည်းနည်းတီချောင်းချက်ကြီးပဲပေါ့နော်။ဇုံတော့နည်းနည်းသေး။အမ် ကိုကျွန်တော်တို့ဒီချင်ရင်းကြီးကြားတဲ့ချက်လေးရှိတယ်။မိခိုးတယ်။မိခိုးတဲ့ဟာတွေကမျက်စိထဲကိုတိုးနေတော့မှနေရာဟောင်းတွေဆွဲနေရည်ဖက်စီတယ်ပေါ့နော်။အဲ့တော့ဒီချင်နဲ့မိခိုးထွက်တဲ့ဟာကိုကျန်ကိုခဏအောင်လေးကြိုးစားပါလို့ဆက်ပြီးကြပါလိမ့်။အဲ့ဒီချာလေးကြည့်မယ်ဆိုရင်အဖြူနဲ့အစိမ်းလေးတွေရောရှက်နေတာကိုမြင်ရပါလိမ့်မယ်။ကျောင်းသားဘဝကိုနေအောင်စေတဲ့ဘော်ရခသီးဟင်းကြီးဆိုရင်လည်းမမားပါဘူးခင်ဗျ။ ဘူလောင်နေတဲ့သူ့နှလုံးသားကိုရင်းနှီးပြောင်းလို့တော့ဖြစ်တာပေါ့ဒါပေမဲ့အရန်ရလာရှိတဲ့ဟင်းရီလိုဖြစ်ဖြစ်မလို့အာမခံပါစိတ်ကြောင်ရင်ပွက်လာတော့မှဖြစ်တဲ့ကြောင်လည်းနည်းနည်းလေးလိုတဲ့ချက်ချက်ကဆစ်ရှိမှုပါပဲဟင်းချက်ရင်စိတ်အရန်ရှည်ရပါတယ်ကိုစိုင်းရုံပဲကြည့်ပါစိတ်ရှိလို့ပဲဟင်းချက်လို့ရတာပါစိတ်ရှိနေနေကိုစိုင်းရင်မချက်တာအမှန်ပါပဲဒါပြီးရလိုက်ရင် OK ပါဒီတော့လေးကိုကြည့်လို့ရပါတယ်ချင်းမိနဲ့ချက်တဲ့ရတာဒီဘာနဲ့မှလဲလို့မရတော့ဘာဝပြီးတယ် အကောင်းဆုံးတော့ရတာတခုလို့လည်းပြောလိုက်ချင်ပါတယ်ကျွန်တော်တို့ခုအင်းချက်လားချက်လားဆိုတော့ကျွန်တော်တို့တိတ်တိတ်လေးတိုးတိုးတိတ်တိတ်လေးနဲ့ကျွန်တော်ဖုန်းလေးဖွင့်ကြည့်ပါမယ်ချက်တယ်ဆိုရင်တော့ကျွန်တော်စောင့်မျှော်ရရလက်ချက်ပါမယ်ခဏမနော်ဒီအဂေါ်ခါတီဟင်းဘောနော်အဖက်လေးလည်းပါတယ်အရေးတောက်လည်းပါပါတယ်ခင်ဗျအဲ့ဒါလေးကကျွန်တော်တို့ခွဲကြည့်လိုက်မယ်လူဤနေတဲ့အနေထားလေးဖြစ်ပါပြီအဲဆင်ကျွန်တော်တို့ဟင်းအိုးလေးချတဲ့အပိုင်းလေးနဲ့ဆုံးသက်လိုက်ချင်ပါတယ် တို့ချမယ်နော်တင်ကြာကြလာပါဦးခင်းကိုချတဲ့အပိုင်းလေးကိုတင်ဆက်မှာဖြစ်ပါတယ်မိခိုးလေးကြားထဲမှာကိုဆိုင်ခင်းတို့တို့ချတယ်ကြည့်အောင်ညလုံးလေးကိုမိတ်ပြီးအကောင်းလေးကိုရှုံးပြီးရာဇာဒရူဒစ်တနိုင်ပါလေနေဒီဇက်တော့ပူပါတော့ပါလေမိခိုးကိုတော့ပါခေါင်းလေးကိုကျွန်တော်ဖွင့်ပါမယ်ဟာလာနောက်ပြီးမှရှာဝဲလို့မရတဲ့ခင်းကြီးဆိုရင်လည်းမမောပါဘူး အပြင်မှာလည်းမရောင်းပါဘူးဒါကိုဆိုင်အထူး special ချက်တဲ့ခင်းကြီးပါနောက်တစ်ခါချင်ဒီတိုင်းပုံစံနဲ့မဖြစ်နိုင်ဘူးအဲ့တော့ဒါနောက်ဆုံးနဲ့အကောင်းဆုံးတော့ခင်းကြီးလို့ပြောပြရစီကျွန်တော်ခုမယ်ပါလိမ့်နော်အာ good အဲ okay ခါတီတူငပိလေးထည့်အောင်တံပြပြီးနည်းနည်းလေးပပလေးညှစ်ထားတယ်ခုလိုညင်းလေးနဲ့လှုပ်ဆက်ခွင့်ရလို့လဲကျေးဇူးတင်ပါတယ်နောက်ဆုံးဂုံယူစွာနဲ့တင်ဆက်လိုက်ချင်တာကတော့ဆောင်းလင်းမှာအခုလိုဘောရခါတီခင်းရဲ့ညူဒီထောင်းဖို့ စားဖြစ်အောင်စားလိုက်ပါလို့ပြောလိုက်ချင်ပါတယ်အားလုံးပဲကောင်းသောနေ့ပါလို့နှုတ်ဆက်ချင်ပါတယ်ကျွန်တော်ကြည်စစ်တင်ပါတယ်